ကတော့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခေမူပါမြန်မာစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင် ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူပြောင်းရှင်ပေါင်းချိန်ဇလန်းတွဲအပိုင်းဆက်များကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်မှုအတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းအားလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျာဒီပိုင်းဆက်မှာတော့ရင်းရှင်းကဆရာကောင်းဆုံးခန်းစီကို အသေးတံပြေးပြီးတော့ရှာပါတော့တယ်ပြီးတော့ရင်ရှင်းနဲ့ကြပါကြာနဲ့ထဲတန်းကိုမေးလိုက်ပါတယ်ထဲတန်းတော့သူရမ်းလှုပ်ရှုပ်နေပြီးတော့အခုမှသာရင်ွေးလာထဲတာဖြစ်လို့ဇာကုံးဆုံးမမာလဲတော့သူမသိဘူးလို့ပြောလိုက်ပါတယ်ထဲတန်းတော့ဇာကုံးဆုံးပေးထားဂရီတိုင်းမပြောဘူးဆိုပြီးတော့မပြောခဲ့ပါဘူးအဲ့တော့ရင်ရှင်းကဇာကုံးဆုံးဝေချွန်းနိုင်မှာမရှိတာကိုဝိညာဉ်ကိုပြောပြလိုက်ပါတယ်ရင်ရှင်းလည်းဇာကုံးဆုံးရှောက်သွားနေမှာမတော်လို့ကြံကြောင်းသာသွားတွေ့ရင်လူတွေသိကုန်တော့မှကိုကြောက်နေကြတာပါဒါပေမဲ့ဝိညာဉ်တော့ကိစ္စရတော့တိုက်ဆန္ဒမျိုးမရှိတဲ့အတွက်ဂျန်ချောင်းနဲ့တွေ့တော့လေကုန်းဆုံးချက်အတိတ်ကမှမှတ်မိတာပဲလို့ပြောလိုက်ပါတယ် ရင်ရှဲအောင်ဆရာကုန်းစွာကြံတောင်းပြောတာကိုသာယုံသွားရင်တို့ကြံစီတွေကအောင်မြင်လာပြီးတော့မှအလကားဖြစ်သွားလိမ့်မယ်လို့ပြောနေပါတယ်။ဝိညာဉ်တော့တကယ်လို့မဖြစ်မနေလောရမယ်အခြေအနေကိုရောက်လိုက်သူ့ကိုဒေတာပေါက်တပ်ပြရလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲအောင်ရင်ရှဲလည်းထိတ်လန့်သွားပြီးတော့ဝိညာဉ်ဆရာသူကဆရာကုန်းစွာမတက်ခိုင်းမလားလို့မေးလိုက်ပါတယ်။ဝိညာဉ်လည်းကြောက်ရှမ်းကုန်းစွန်ချက်လို့လူတော်မျိုးကိုတစ်ချိန်မှာအသုံးဝင်နိုင်တာကြောင့်မစွန့်လို့ရဖြစ်နေတာကိုရှင်းပြလိုက်ပါတယ်။ဒါပေမဲ့ကြောက်ရှမ်းအဓိကအစီအစဉ်ကြီးကိုသာအောင်မြောင်လုံးမဲ့အခါမှာနောက်ဆက်ဖြစ်လာမယ်ဆိုရင်တော့ကုန်းစွန်ချက်တယောက်လောက်ကဘာမှမပြောပါတော့ဘူးလို့ပြောလိုက်ပါတယ်။ အဲ့ဒါမှလည်းဆရာကွန်ဆိုလဲသူဝေချင်းတန်မှာရောက်နေရတဲ့အကြောင်းကိုရှင်းပြပါရစေ။ဆရာကွန်ဆိုရဝေချင်းတန်လူတွေကဒါမှန်ပြည်သူတွေပဲဖြစ်ပြီးတော့သူ့ဘော်လဲကောင်းပေးတဲ့အကြောင်းကိုပြောပါရစေ။ပြီးတော့ဆရာကွန်ဆိုကသူ့အတိတ်ကိုမမှတ်မိတာလွဲရင်လက်ရှိနေနေရတဲ့ဘွားလေးကပြောဖို့ကောင်းတယ်လို့ပြောလိုက်ပါရစေ။ဆရာကွန်ဆိုကကြံကြောင်းသိတဲ့ကွန်ဆိုချဲ့ဘွားကရောရှင်တန်းတာပြောရလားလို့မေးလိုက်ပါရစေ။ကြံကြောင်းလဲဆရာကွန်ဆိုပြောမပြောမသိပေမဲ့သူ့ရဲ့ကွန်ဆိုချဲ့ကတော့တစ်ချိန်လုံးပေါင်လူကြီးမင်းနောက်လိုက်ပြီးတော့မကောင်းမှုတွေကိုတုံ့တင်တဲ့လူတစ်ယောက်ဖြစ်တဲ့ပြင်ပေါင်လူကြီးမင်းတွတ်ဆိုဘာမဆိုစရိယဲတဲ့လူပဲလို့ရှင်းပြလိုက်ပါရစေ။ ဆရာကွန်ဆရာကကြံကြောင်းစကားတွေအများကြီးပြောခဲ့မယ်သူတခုတလေကိုမှမမှတ်မိတာကြောင့်သူ့မှတ်ဉာဏ်တွေပြန်မရခင်မှာခဏလောက်တော့အခုလက်ရှိဝေချွေးနိုင်တဲ့သခင်ကိုဝူမင်ဖြစ်နေဘေးနေဖို့တောင်းဆိုလိုက်ပါလိအားလုံးကြံကြောင်းလေးဆရာကွန်ဆုံးဝေချွေးနိုင်မှာနေခိုင်းပြီးတော့သူကတော့ဒဲခူဆောင်ကနေဆရာကွန်ဆုံးမှတ်ဉာဏ်ပြန်ကောင်းလာတော့စောင့်နေပါမယ်လို့ပြောလိုက်ပါလိဒါပေမဲ့ကြံကြောင်းကသူတို့အခုလို့တွေ့ပြီးတော့ဓာတ်တွေပြောပြခဲ့ကြတာတော့ဘယ်သူမှပြန်မပြောဖို့အတွက်ဆရာကွန်ဆုံးတောင်းဆိုလိုက်ပါလိအဲ့ဒါလေဆရာကွန်ဆုံးကနန်းရွှေအမှုကြီးတစ်ခုမှပါဝင်နေခဲ့တာကြောင့်ဆရာကွန်ဆုံးတိတ်မရတဲ့ကြောင်းပြချက်ကလည်း ဘေးနားမှာရှိနေမဲ့လူတွေနဲ့ပတ်သက်နေလိမ့်မယ်လို့တန်တရားရှိနေကြောင်းကြံကြောင်းကိုရှင်းပြလိုက်ပါတယ်။ကြံကြောင်းနဲ့ဆရာကုန်းဆုံးဘေးကင်းရဖို့အခုလိုလှုပ်တာဖြစ်တဲ့အတွက်ဆရာကုန်းဆုံးနဲ့ကြံကြောင်းကိုဂရီပေးလိုက်ပါတယ်။အဲဒါမှဆရာကုန်းဆုံးကသူသားတကယ်လို့ကုန်းဆုံးချဲ့နေတဲ့ဆိုင်နဲ့ကိစ္စတွေကိုသိချင်လာရင်လာရှာပါမယ်လို့ကြံကြောင်းကိုပြောခဲ့ပါတယ်။အဲလိုနဲ့ညဘက်မှာတော့ရှစ်ပောင်ရောက်လာပြီးတော့ဝိညာဉ်ကိုလာတွေ့တဲ့ချိန်ကိုရောက်လာပါပြီ။ရှစ်ပောင်ကဝိညာဉ်ဝစ်စားစင်ပုံကိုကြည့်ပြီးတော့မေကုန်းထုတ်တာကြောင့်ဝိညာဉ်လည်းသူ့ခင်မုံဆုံးတာမှမကြသေးတဲ့အတွက်ဇာပနာဝိဆုံဝိထားအဖြစ်အကြောင်းကိုပြန်ပြောလိုက်ပါတယ်။ အန်နမာရဝိညာဉ်နဲ့ခရိုင်မူကြီးရှစ်ပောင်သူ့ကိုတွေ့ပြီးတော့ပြောချင်နေတဲ့အကြောင်းဘာရှိလဲလို့မေးပါတယ်။ရှစ်ပောင်လည်းသူကနန်ဖီခရိုင်ပြည်သူတွေကိုယူဆိုင်တာကြောင့်ဘာဖြစ်ဆိုင်ရှင်လာတွေ့တာပါလို့ပြန်ဖြေပါတယ်။ဝိညာဉ်တော်ရှစ်ပောင်ကသူ့လိုမျိုးခင်မုန်းဆုံးမသွားမှမကြသေးတဲ့မုန်းဆုံးမပေါ်ဘာမကောင်းတဲ့စိတ်များရှိနေလို့တောင်တန်တရားဝင်သွားသေးကြောင်းကိုပြောနေခဲ့ပါတယ်။ဝိညာဉ်တော်သူ့လိုအစ်စ်နှိမ့်နဲ့သူတွေ့နေရှစ်ပောင်ရဲ့မြင့်မြတ်တဲ့စိတ်ကိုသွားနှိုင်းနေမိတာပဲလို့ဇကနာထိုးလိုက်ပါတယ်။အဲ့တော့ဝိညာဉ်တကယ်လို့သူတွေ့နေတယ်လို့သာရှစ်ပောင်လုံးမယ်ဆိုရင်တော့ ။ရှေ့ပါအမှုပတ်ပြီးတော့နိုင်ဖီကန်ရဲ့ခိုင်မူးဆိုတာတောင်ဆက်လုံးနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဝေဒန်လည်းအပြင်ကလူတွေကတော့သူ့ဝေချွန်းထိုင်မျိုးမီဆိုင်ရှင်လို့ပဲတည်ထားပြီးသူ့ဘေအသက်ရှိစဉ်ခါတော့ကနန်းတွင်ရာရှိတွေနဲ့ပတ်သက်မှုရင်းနှီးမှုတွေရှိခဲ့တာကိုတော့ဘယ်သူမှမသိကြဘူးလို့ပြောပြလိုက်ပါတယ်။အနာဝိညာဏသာနိုင်ခြင်းခံလို့ရှိရင်သူ့ဘေမျက်နှာကိုထောက်ထားပြီးတော့နန်းတွင်ရာရှိတွေကအသိစိတ်မရှိဘဲနဲ့အနိုင်ကျင့်တဲ့လူတွေကိုဝိုင်းပြီးတော့သင်ကန်းသာပေးမှာပဲလို့နည်းနည်းချင်းချောက်လိုက်ပါတယ်။ဒါတော့ရှစ်ပေါင်လဲအဲ့မှာတွေးမိပြီးတော့ဝိညာဏနန်းတွင်ထဲကအမတ်တွေနဲ့ရင်းနှီးလိုက်မယ်လို့မထင်ခဲ့မိကြအောင်ပြပြသလင်းနဲ့ပြောပါတယ် ဝိညာဉ်လည်းမျိုးတော်အားရာရှိမူတန်းနေရာခရိုင်မူဤစင်းနဲ့မတိလောက်မှာပဲဆိုရင်လည်းလို့ပြန်ပြောလိုက်တာပါပြီးတော့နန်ဖီကန်ကချမ်းကျိုးရဲ့အုတ်ချမှုအောက်မှာရှိနေရမလားလို့ရှစ်ပေါင်ထပ်မေးပါလေဝိညာဉ်အရင်တော့ကပွဲတော်ရက်ဒီမှာဆိုရင်ချမ်းကျိုးမျိုးသားမေးဝမ်ဖုံကသူ့ဖေစီကိုဒေတာဘောလက်ဆောင်နေပို့ပေးနေကြဖြစ်ပေမဲ့အဖေဖြစ်သူကတော့တာမန်လိုပဲဆက်ဆံခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါလေဒါတောင်ရှစ်ပေါင်လည်းဝိညာဉ်ကဝမ်ဖုံလူကြီးမင်းနဲ့ရင်းနှီးနေမှန်းကိုတီးသွားခဲ့ပါတော့တယ်ဝိညာဉ်တော်ချမ်းကျိုးကဟဲပေရှိပိုင်းလမ်းအုတ်ချမှုအောက်မှာရှိတာကြောင့် ဟဲဘီရှီလန်ပို့ဆောင်ဆက်သွယ်ရေးတန်တမန်ဂျူလူကြီးမင်းကသူ့ရဲ့မွေးသားအဖေပဲလို့ပြောလိုက်ပါတယ်။အာတောင်ရှစ်ပေါင်တော့အသီးသေးဝင်ပြီးတော့ဝိညာဉ်ကိုတောင်းပန်သွားပါတယ်။အန်တမန်ရဲ့ရှစ်ပေါင်တို့ပြန်သွားပြီးတော့ယဉ်ရှင်းလဲဝိညာဉ်တကယ်ပဲအရာရှိတွေနဲ့ယဉ်နီးလို့လားလို့မေးလိုက်ပါတယ်။ဝိညာဉ်တော့အရာရှိတွေနဲ့တိညာမဟုတ်ပဲနာမည်ပဲတိညာကြောင်းရှစ်ပေါင်ကိုလိန်ပြောလိုက်တာပါ။အာတောင်ယဉ်ရှင်းလဲအဲ့လိုဝိညာဉ်လိန်နာတွေရှစ်ပေါင်တက်တည်သွားရှာရင်ဘယ်လိုလုပ်မလဲလို့မေးလိုက်ပါတယ်။ယဉ်ရှင်းကတော့အဲ့လိုသာတက်တည်ရှာရင်သူတို့လုံးမဲ့တောင်းမှာပါအကျိုးတရားမရှိလာနိုင်တယ်လို့ဝိညာဉ်ကိုကြံပေးလိုက်ပါတယ်။ ဒါပေမဲ့ဝိညာဉ်တော်အဲ့လိုဆိုရင်တော့မှယင်ရှင်းရဲ့ဆရာလူယိုလာတာနဲ့တောင်းဝင်လွှဲပေးလိုက်အောင်ပဲလို့ပြောလိုက်ပါတယ်။အစိတ်ဆရာဖြစ်တဲ့လူယိုဟာအစိတ်ဆရာဆိုတဲ့အတိုင်းပဲစိတ်ပဲခတ်တတာမဟုတ်ပဲစိတ်နှလုံးကလည်းယုံညံ့တဲ့စိတ်ထားရှိတာကြောင့်လူယိုသာယုံညံ့ဆုံးနီးလန်းကိုစဉ်းစားနိုင်ရင်သူတို့စိတ်ပူနေစာမလိုပါဘူးလို့ပြောလိုက်ပါတယ်။ဝိညာဉ်နဲ့ကုန်းဆုံးချက်သာသူတို့ကိုပြဿနာမပေးဘူးဆိုရင်လောလောဆယ်မှာရန်နေငယ်လောက်တော့တောင်းခံထားလို့ရသေးတယ်လို့ပြောလိုက်ပါတယ်။အနောင်ဆရာကုန်းဆုံးစီအောင်ရေးရှင်ကလာပြီးတော့မနေ냐ကဘယ်သွားနေကလေးလို့မေးလိုက်ပါတယ်။ ပြီးတော့ထေတန့်ပြောတာကဆရာကုန်းစိုးနောက်ကျမှပြောင်းလာတဲ့ပြင်တကားပိတ်ပြီးတော့ဘသူနဲ့မှမတွေ့ပဲနဲ့ရှောင်းနေတဲ့အကြောင်းကိုပါမေးလိုက်ပါလိမ့်ဆရာကုန်းစိုးလည်းသူစဉ်းစားကြရည်များနေရာအကြောင်းသာစိတ်ပြေလက်ပြအောင်ထွက်သွားမိတာပါလို့ပြောလိုက်ပါလိမ့်အဲကြောင့်ဆရာကုန်းစိုးကသူသာမှန်ညာပြန်မရရင်ဘလို့လုံးမလဲလို့မေးလိုက်ပါလိမ့်ဒါမဲ့ဆရာကုန်းစိုးကအခုလက်ရှိဘဝကိုတော်လေးကိုကျဉ်းနေနေပြီးမှန်ညာတော့ပြန်မရဖို့မျှော်လင့်အကြောင်းကိုပြောလိုက်ပါလိမ့်ဆရာကုန်းစိုးကရင်တော့ကအခုလက်ရှိဖြစ်နေတဲ့တခင်ကိုတော့မမီတော့မှအတော်လေးကိုကြောက်မိတဲ့အကြောင်းရင်ရှိအောင်ပြောလိုက်ပါလိမ့် ရေရှိလဲမှန်ညာပြန်ရနိုင်မလားဆိုတာကိုတော့သူတို့တွေဘယ်သူမှမသိကြဘူးလို့ပဲပြောလိုက်ပါတယ်အဲ့တော့ရေရှိကတော့ဆရာကွန်ဆုံးဘာလို့ဒီကိစ္စယူပဲတဲဖို့နေရလဲလို့မေးလိုက်ပါတယ်ဆရာကွန်ဆုံးကသူအကြောင်းဆုံးကသူတို့တွေသူကိုဝေချင်းနိုင်မှာအမြဲမထားခြင်းတော့မှာကိုပါပဲအဲ့တော့ဆရာကွန်ဆုံးလဲမနေညာရှစ်ပောင်ဝိညာဉ်စီကိုလာသွားတဲ့အကြောင်းမေးလိုက်ပါတယ်ရေရှိလဲသူတို့မမလေးဝိညာဉ်စကားနဲ့နဲ့နဲ့တင်ရှစ်ပောင်ထွက်သွားအောင်လုပ်လိုက်နိုင်တာကြောင့်ရင်ရှင်းမြန်မာဆိုလို့ရှိရင်နောက်တစ်ခါထပ်ပြီးတော့ပြဿနာမရှာရဲလောက်တော့လို့ပြောပြလိုက်ပါတယ်။တပတ်မှတော့လူဆိုရင်းကောနဲ့ခရိုင်မှုရှိပောင်းတော့ဝိညာဉ်ကိစ္စကိုပြောနေကြတာပါ ပြီးတော့ရှေ့ပေါင်းသူ့အမားတစ်ခုကြောင့်ခေါင်းမောင်းအိုးထုပ်ပြုတ်ဖို့အတွက်နည်းနည်းလေးပဲလိုတော့တာကြောင့်ပွင့်ညာနိုင်မယ်ကြောင်းနဲ့တင်ချွေးတွေပြန်လာပါတော့တယ်အဲတော့လူစရင်းကောလေးရှေ့ပေါင်းပွင့်ညာပြောတာအမှန်ပဲလို့ထင်တာလားဆိုပြီးတော့မေးလိုက်ပါတယ်ရှေ့ပေါင်းတော့မုံစုံမတယောက်ကအဲ့လောက်များတဲ့အရာရှိတွေနာမည်တွေကိုသိနေတာကြောင့်အဲ့ဒါအမှန်ဖြစ်နိုင်တာပေါ့လို့ပြောလိုက်ပါတယ်လူစရင်းကောကတော့စိတ်ထဲဝင်မကြဖြစ်နေတဲ့အတွက်သွားပြီးတော့စုံစမ်းခွင့်တောင်းတဲ့အချိန်မှာရှေ့ပေါင်းလည်းတားလိုက်ပါတယ်ရှင်းပေါင်းတော့တချို့ကိစ္စတွေကနားထောင်လို့ပဲရပြီးတော့မေးခွင့်မရှိတာကိုလူစိုးရင်းကနားလဲအောင်လို့ပြောနေခဲ့ပါတယ် အနာမရရှိပေါင်းဒီနေ့ကစပြီးဝေချွန်းထံကိုစက်ကြီးမကောက်တော့ဘူးလူစရင်းကောကိုပြောလိုက်ပါလေ။ဒါပြင်ခိုင်တဲ့ကလူစိုးလူမိုက်တွေအဲ့ဒီကိုမှမသွားဘူးလို့ရှစ်ပေါင်းကအမိန်ထုတ်လိုက်တာပါ။တကယ်လို့သာဝေချွန်းထံကိုပြဿနာရှာရတယ်ဆိုရင်တော့ရှစ်ပေါင်းလုံးဝခွင့်လွှတ်မှာမဟုတ်ဘူးလို့ပြောလိုက်ပါလေ။ဒီလိုကိစ္စတွေကာကွယ်နိုင်မှုရှစ်ပေါင်းလူစိုးရင်းကောကိုအမိန်ပေးလိုက်ပါလေ။ပြီးတော့တခါသာဟာခွက်ရှိသွားခင်ရှစ်ပေါင်းသူကိုယ်တိုင်လူစိုးရင်းကောကိုဓာတ်နိုင်ရှင်းမှာပါ။အဲ့ဒါမှတော့အာယူကရောက်လာပြီးတော့ဂျန်တောင်းနဲ့စကားလာပြောခဲ့ပါတော့တယ်။ အာယူလေပေါင်လူကြီးမင်းကိုတင်ပြပြီးတာနဲ့ကြံချောင်းရှိတဲ့နန်ဖီကန်ကိုအချိန်မီအပြေးလာခဲ့တာဖြစ်ပါတယ်။အန်အောင်အာယူကကြံချောင်းကိုဒီနေရာမှာဆရာကုန်းဆုံးပျောက်ဆုံးနေရတဲ့ဆိုင်တယ်လို့တန်တရားဝင်နေတာလားလို့မေးလိုက်ပါတယ်။ကြံချောင်းနဲ့အစားတော့တန်တရားဝင်နေမဲ့အခုတော့အတီးပြီးလို့ရာသွားတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။အန်အောင်ကြံချောင်းနဲ့ဆရာကုန်းဆုံးကနန်ဖီကန်ရဲ့မျိုးထဲမှာနေနေတာလို့ပြောလိုက်တာကြောင့်အာယူလေဝမ်းသာသွားပြီးသူ့ကိုဆရာကုန်းဆုံးစီကိုခေါ်သွားခိုင်းပါတယ်။ဒါပေမဲ့ကြံချောင်းအာယူကိုစိတ်ထဲမှာတေးတာပေါ့ပြင်ဆင်ထားဖို့လိုတယ်လို့သတိပေးလိုက်ပါတယ်။အာယူလေအဲ့စကားကြောင့်လန့်သွားပြီးတော့ဆရာကုန်းဆုံးတန်အကြီးကြီး ရထားလားလို့မေးလိုက်ပါတယ်ကျန်တော်တော့ဆရာကွန်ဆွာမှတ်ညံလေးပါဆုံးရှုံးထားတာကြောင့်ကျန်တော်မမှတ်မယုံနေမကပဲသူ့ကိုယ်သူတော်မမှတ်မိတော့တဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်အာတော်အာယူလဲအန်အောင်တို့ထိတ်လန့်နေခဲ့တော့တာပါဓမ္မမတော်ဆရာကွန်ဆွာကလူနာတွေကိုသေချာစိတ်ကူပေးနေခဲ့ပြီးရင်ရှင်းကတော့ပဝါကနေလှမ်းပြီးတော့ကြည်နေခဲ့ပါတယ်အာယူတရားငိုလေတဲ့ကလေးလိုငိုနေခဲ့ပြီးတော့ဆရာကွန်ဆိုးဘလို့လို့များဘာမှမမှတ်မိတာမျိုးဖြစ်နေရတာလေလို့ကြံကြောင်းကိုမေးနေပါတော့တယ်ကြံကြောင်းတော့ဖြစ်မှန်အာယူပြောသလိုပဲဖြစ်ပေမဲ့အเจ้าဝင်းကတော့ဘာမှမသိရသေးဘူးလို့ပြောလိုက်ပါတယ် ဒါပေမဲ့အာယူကဆရာကုန်းစိုးဘာမှတ်မိဖြစ်နေအောင်ဘာလို့ဝေချွေးနှောင်ပြန်လှုပ်လိုက်တာလဲလို့ပြောလိုက်ပါတယ်။ဂျန်ဆောင်လိုက်အာယူကိုမလို့ဘူးနဲ့ဆရာကုန်းစိုးအခုဆိုရင်ခက်ခဲကြုံပြီးတော့အကူညီမဲ့နေရကြောင်းသူ့မှန်ကန်ရင်ပြန်မရခင်မှာသူလက်မခံနိုင်ဖြစ်နေတဲ့အကြောင်းအာယူကိုရှင်းပြလိုက်ပါတယ်။အားလုံးဂျန်ဆောင်နဲ့ဆရာကုန်းစိုးကိုကိုလက်မခံသေးသေးသူတို့ချိန်ပေးထားမှရမယ်လို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့အာယူကတော့တစိုးတော့နိုင်ပြီးတော့တကယ်လို့သူတို့အနေနဲ့ဆရာကုန်းစိုးကိုအတင်းသူတို့နဲ့အတူတူခေါ်သွားရင်ရောလို့မေးလိုက်ပါတယ်။အားလုံးဂျန်ဆောင်နဲ့သူတို့သာဆရာကုန်းစိုးကိုအဲ့လိုလှုပ်လိုက် ဆရာကောင်းစွာတက်တလုံးမှန်ညာနေပြန်လာနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲလိုဆုံးသက်မျိုးအာယူမြင်ကျင်လာလားလို့ကြံကြောင်းအောင်မေးလိုက်ပါတယ်။ကြံကြောင်းတော့ဆရာကောင်းစွာလက်ရှိမှာဘာအန်နေမှမရှိတာကြောင့်အဲလိုသာမဟုတ်ရင်ဝေချင်းနေအောင်ပြန်ဖို့တောင်းဆိုမှာမဟုတ်ကြောင်းကိုပြောလိုက်ပါတယ်။ပြီးတော့ဆရာကောင်းစွာဒီလောက်အကြကြီးနေနေရအောင်ဘေးကင်းမဲ့ရှိနေသေးတဲ့အတွက်ကြောင့်သာဆရာကောင်းစွာပြန်လာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။ကြံကြောင်းတော့ဆရာကောင်းစွာမှန်ညာနေပျောက်သွားပြီးတဲ့နောက်ပိုင်းမှာပထမဆုံးပေါ်လာတဲ့နေရာဝေချင်းနေအောင်ဖြစ်နေတာကဒီနေရာမှာနေတာကအတိတ်မိတဲ့အကြောင်းရင်းကိုရှာတွေ့နိုင်မှာပဲလို့တွေးနေခဲ့ပါတယ်။ ပြီးတော့လေဝေချင်းထံမှာနေတာပဲဆရာကုန်းဆုံးမှတ်ညံတွေပြန်ကောင်းလာစေဖို့ဒီလန်းရှာလိုက်မလို့ရှင်းပြလိုက်ပါလေအတော်အယူကတော့စိတ်ပူနေပြီးတော့ဒီညမှာပဲဆရာကုန်းဆုံးကိုထိုင်ဆောင်ရတော့မလားလို့မေးလိုက်ပါတော့တယ်ကျန်တော့တော့အယူကိုပဲထိုင်ဆောင်ခိုင်းပြီးတော့သူကတော့လုံးဆရာတွေကိုဆက်ပြီးတော့လုံးမှာပါဆရာကုန်းဆုံးနန်းတွင်းကဖန်ဝရန်ထုတ်ထားကြအောင်ကျန်တော့တော့ဆရာကုန်းဆုံးကိုရုံးတော့မတွေ့အောင်လုံပေးရမှာဖြစ်ပါတယ်ပြီးတော့ပေါင်လူကြီးမင်းကလည်းသူတို့လွတ်ပြီးတော့ဆရာကုန်းဆုံးရှာခိုင်းတဲ့အတွက်ဒေတာပေါက်ချင်းလေးကိုသွားပြန်ပြောဖို့လေလိုသေးတယ်လို့ကျန်တော့ကပြောလိုက်ပါတယ်ဒါတော့ကျန်တော့ကသူကတိုင်းပေါင်လူကြီးမင်းစီသွားပြီးတော့တစ်ခေါက်ပြန် ။စုံပြတဲ့ခြာခိုင်းမှာဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်။အိုက်ကတော့တဲခုဆောင်မှာသူနေခဲ့ရင်တော့မှဆရာကွန်ဆွာသူ့ကိုမှတ်မိနိုင်ပါမလားလို့ကြံကြောင်းမေးလိုက်ပါတယ်။ကြံကြောင်းလဲဆရာကွန်ဆွာအိုက်ကိုမမှတ်မိပေမဲ့သူအကုန်ပြောပြခဲ့တာကြောင်းအိုက်ဆိုတဲ့လူရှိနေရာကိုတော့ကောင်းကောင်းသိတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ဆရာကွန်ဆွာကြံကြောင်းနဲ့အိုက်ကိုဘတ်တော်သားတွေဆိုတာကွာတီထားကြောင်းကြံကြောင်းကသူပြန်လာတာကိုစောင့်နေခိုင်းတယ်ဆရာကွန်ဆိုဘေးကင်းအောင်စောင့်ရှောက်ဖို့အာယူကိုမာလိုက်ပါလေ။ကျန်တော့ဆရာကွန်ဆိုအတိတ်မိတာဟာဘယ်သူလုံးလို့ဖြစ်တယ်ဆိုတာမသိရသေးတာကြောင့်အာယူပို့ပြီးတော့သတိကြီးထားဖို့လိုတဲ့အကြောင်းကိုလည်းသတိပေးခဲ့ပါလေ ပြီးတော့ဆရာကောင်းဆုံးအထီးခံရောက်လုပ်တဲ့သူကလည်းမျိုးထဲမှာရှိသေးလားဆိုတာပါမသိရသေးတဲ့အတွက်အာယူသာဆိတ်လာမမာရီလောက်လိုက်လို့ရှိရင်ဆရာကောင်းဆုံးအထီးခိုက်သွားနိုင်တယ်လို့သတိပေးခဲ့လိုက်ပါတယ်။အဲတော့ကျန်ကျောင်းလေးအာယူကိုသူငားရတဲ့ခုဆောင်မှာပဲနေစေခဲ့ပြီးတော့သူကတော့ဘောင်လုံးကြီးမင်းရှိတဲ့ခိုင်ဖုံးစီကိုပြန်ပြီးတော့နောက်တစ်ခေါက်ပြန်သွားခဲ့ပါတယ်။အာယူကတော့ဆရာကောင်းဆုံးတီတာပေါက်ပြန်ကောင်းပြီးတော့မှန့်ညာနေပြန်မှာပါလို့သာရေရိုရင်းဝမ်းနေပတ်လိုက်မျက်ရည်တွေကျနေခဲ့တာပါ။အဲတော့မှလည်းကျန်ကျောင်းကတဲခုဆောင်ပိုင်ရှင်ကိုသူမိတ်ဆွေအခန်းကိုဆက်ယူထားလိုက်မယ်လို့ပြောပြီးတော့ထွက်သွားလိုက်ပါတယ်။အဲတော့ကြည်နေလျို့ညိုလေကျန်ကျောင်းထွက်သွားတာကိုတွေ့သွားခဲ့ပါတယ်။ ။ဒါပေမဲ့တော့ရင်ရှင်းကထင်းခွဲနေတဲ့ထဲတန်းကိုတေချာဆိုင်ကြည့်နေတာပါ။ထင်းတွင်ဆင်းပြီးမှဆိုလို့ရင်ရှင်းကိုထဲတန်းကတော့ဘာမှထိုင်ကြည့်ရမရှိဘူးဆိုပြီးတော့ထွက်သွားခိုင်းပါလိမ့်။အဲ့ဒါမှတော့ရင်ရှင်းကထဲတန်းအမြင်မှာသခင်ကိုကဘယ်လိုလူမျိုးလဲလို့မေးလိုက်ပါလိမ့်။ထဲတန်းတော့ဆရာကုန်းစုံစားတွေ့တွေကလူကောင်းလိုပဲမြင်ခဲ့တာကြောင့်လူကောင်းတယောက်လိုပဲပြန်ဖြေပါလိမ့်။အဲ့ဒါကြောင့်ရင်ရှင်းလည်းတကယ်လို့ဆရာကုန်းစုံသာအန်ရီရဲ့ဂျုံတွေ့နေရင်ထဲတန်းဝင်ကယ်မာလားလို့မေးလိုက်ပါလိမ့်။ထဲတန်းတော့ကယ်မာပေါ့လို့ဖြေလိုက်ပြီးတော့ဆရာကုန်းစုံကဘာအန်ရီနဲ့ဂျုံတွေ့နေရတာလဲလို့အလန်ကြားနဲ့ရင်ရှင်းကိုမေးလိုက်ပါတော့တယ်။ ရင်ရှင်းလဲသူဟာဥပမာပေးရုံပဲပြောတာဖြစ်ပြီးတော့တကင်းကိုကဘလို့လို့အန်ဒီရရှိနိုင်မှာတော့လို့ပြန်ပြောလိုက်ပါတယ်ဂျေတန်တော့တကင်းကိုလို့လူကောင်းတယောက်ကအန်ဒီရီနဲ့ဂျုံရမှာမဟုတ်ဘူးလို့ပြောပါတယ်ဂျေတန်လည်းတကယ်လို့တကင်းကိုလို့လူမျိုးကောင်ထိခိုက်အောင်လုပ်မဲ့လူရှိရင်လဲအဲလူကစိတ်ကောင်းမရှိတဲ့လူဖြစ်တာတေးကြလိုက်မယ်လို့ပြောလိုက်ပါတယ်အဲနောက်ရင်ရှင်းလဲဝိညာဉ်ခေါ်တာကြောင့်အိမ်ထဲကိုဝင်သွားခဲ့ပါတော့တယ်အဲဒီမှာပဲရင်ရှင်းတယောက်သူ့ဆရာလူယူတွေးလိုက်တာကြောင့်ကြံကြောင်းရှိနေလျက်နဲ့ဘလို့ဝင်လာခဲ့တာလဲလို့မေးလိုက်ပါတယ် လူရုကတော့ကြံကြောင်းနန်ဖီကန်မြို့တော်တဲကနေထွက်သွားတော့သူကရိုင်းမြင်လိုက်အကြောင်းကိုပြောပြလိုက်ပါတယ်။ရေရှိတော့လည်းကြံကြောင်းဘာလို့ထွက်သွားလဲစဉ်းစားနေကြပါတယ်။ဒါမဲ့ဝိညာဉ်တော့ကြံကြောင်းနန်ဖီကန်ထဲမှာရန်နေငယ်နေတာတော့မှကုန်းဆုံးချက်မတွေ့တာကြောင့်လက်လျှော့ဖို့ဆုံးဖြတ်လိုက်တာဖြစ်နိုင်တယ်လို့ပြောပါတယ်။အဲ့လိုမှမဟုတ်ရင်တော့တခြားတနေရာမှာကုန်းဆုံးချက်သတင်းကြလို့ကြံကြောင်းလိုက်သွားတာဖြစ်နိုင်တယ်လေလို့ဝိညာဉ်သုံးသပ်နေတာပါ။ဝိညာဉ်တော့ဘာဖြစ်လက်တော့ကြုံရတဲ့အန်ရီတော့ဖြည့်ရှင်းပြီးသွားပြီဖြစ်သွားပြီလို့တွေးနေပါတယ်။ဒါမဲ့ရင်းရှံတော့စိတ်မချသေးပဲနောက်တစ်ခါကြံကြောင်းပြန်လာရင်ဘယ်လိုလုပ်မလဲလို့မေးပါတယ်။ လူယူကတော့သူလူလွတ်ပြီးတော့ကြံကြောင်းရဲ့လှုပ်ရှားမှုသတင်းပေးခိုင်းတာအတွက်အတီမပြုတ်နိုင်တဲ့ကိမှာတော့နန်ဖီခိုင်မှာနေရမယ်လို့ရှင်းပြလိုက်ပါတယ်အဲ့လိုနေတာလဲလွတ်တဲ့အချိန်မှာလူယူကိုတိုင်ကြံကြောင်းကိုရင်ဆိုင်မှုတွတ်ပါပဲဒါကြောင့်ဝိညာဉ်လဲသူရဲ့ဆရာသူအကိုကလူယူကိုကြံကြောင်းနဲ့ရင်ဆိုင်မှုလွတ်လိုက်တာလားလို့မေးလိုက်ပါတယ်လူကတော့ကြောက်ရွံ့တဲ့ဝိညာဉ်လိုတိုင်းမညာကောင်းကောင်းမတတ်ပေမဲ့အယိုးပြော့စေးရှိတာကြောင့်ကြံကြောင်းကိုသူကင်တွေနိုင်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီယိုးပြော့စေးကဘလောက်တော်တဲ့သူပဲဖြစ်ဖြစ်တောင်းခံနိုင်မှာမဟုတ်ဘူးလို့လူယူကထပ်ပြောလိုက်တာပါ ဝိညာဉ်တော်ကြံကြောင်းလူလူကဘာမှခုခံမဲနဲ့လူယိုစေးခတ်တာကိုခံမမလားလို့မိကုံထုတ်လိုက်ပါလေလူယိုကလည်းသူ့အယိုးပြော့စရာအယောင်နဲ့မရှိတဲ့အတွက်တပတ်လူထီထီအောင်မကာဝယ်နိုင်မဲစေးခတ်တာခံလိုက်ရတာနဲ့တိုင်းပြည်သားတွေကသုံးစားလို့ရတော့မှမဟုတ်ဘူးလို့ပြောပြလိုက်ပါလေအားလုံးလူယိုကတော့ကြံကြောင်းသူတို့စီရောက်လာရင်ဒါမှလူလူဖြစ်သွားလိမ့်မယ်လို့ပြောနေပါတော့တယ်ဓမ္မမာတော့ပေါင်လူချင်းမင်းကပြည်မှုစီရင်ဌာနဆရာကုန်းဆုံးဝရမ်းထုတ်တာတာ15ရက်ရှိနေပြီဖြစ်လို့စဉ်းစားနေပါလေအဲ့ချိန်ဦးရော်ရှိရောက်လာပြီးတော့ပေါင်လူချင်းမင်းကိုစားကုန်းဆုံးတဲ့ကိစ္စကိုစိတ်ပူကြောင်းကိုပြောလိုက်ပါလေ ောင်ကြီးမင်းကတော့ဆရာအကုံဆုံးပြစ်မှုမကျူးလုံမှုဆိုတာကိုယုံတဲ့အတွက်အဖြစ်မှန်လည်းမကြခင်မှာပေါ်ပေါက်မှာပါလို့ပြောလိုက်ပါတယ်။ဒါမဲ့ဦးတော်ကအကုံဆုံးချက်အရုံရတယ်ဆိုပေမဲ့သူ့မှာတခြားအခက်အခဲတွေရှိမှရှိဆိုတာကိုပေါင်ကြီးမင်းဘယ်လိုလုပ်သိနိုင်မှာလဲလို့မေးပါတယ်။အားကြောင့်အကုံဆုံးချက်ကမတတ်နိုင်တဲ့အစိုးမှတကယ်ပဲရဲမှန်မှတ်တမ်းစင်းကိုခိုးသွားခဲ့တယ်ဆိုရင်ဘယ်လိုလုပ်မလဲလို့ဦးတော်ကမေးလိုက်တာပါ။ဒါမဲ့ပေါင်ကြီးမင်းကတော့ဦးတော်ပြောတဲ့စကားကိုလက်မခံပါဘူး။ပေါင်ကြီးမင်းကဆရာအကုံဆုံးအသက်ကိုစွန်စားရမယ်ဆိုရင်တော့မှသူကတော့အန်ဒီရဲကြောက်အောင်လို့ဘယ်တော့မှလုပ်မှာမဟုတ်ကြောင်းကိုရှင်းပြလိုက်ပါတယ်။ အတောင်ဦးတော်ပြောတဲ့မတက်တာလို့လောရတဲ့ကိစ္စမျိုးမရှိတော့မှပဲစိုးရိမ်မိတယ်လို့ပေါင်လုံးကြီးမင်းကပြန်ပြောလိုက်ပါတယ်။ပေါင်လုံးကြီးမင်းကတော့ဦးတော်ပြောချင်တာတကယ်လို့ရှားကုန်းဆုံးကတစ်ချိန်လုံးသာပေါ်မလာပဲပြောင်းနေမယ်ဆိုရင်ရဲမတန်းရှင်းကတော့ပြန်မရနိုင်တော့တာကိုပြောချင်မှန်းသိနေပါတယ်။ပြီးတော့အဲဒါကြောင့်ပဲပေါင်လုံးကြီးမင်းအပြစ်တန်ခံရနိုင်တာကြောင့်ဦးတော်ကစိတ်ပူနေကြတာပါ။ပေါင်လုံးကြီးမင်းကတော့နန်းတွင်းရဲ့တရားဥပဒေကလူသဘောတိုင်းဖြစ်ချိန်မှာဖြစ်တာကြောင့်သူစိတ်ပူနေလဲမထူးခြားဘူးလို့ပြောပါတယ်။တကယ်လို့ပေါင်လုံးကြီးမင်းကသူသာတရားဥပဒေကိုစောင့်ထိန်နေအသက်ပါသွားမယ်ဆိုရင်တော့လုံးဝနောင်နာမရကြောင်းဦးတော်ကိုရှင်းပြလိုက်ပါတယ်။ ပေါင်လင်းချင်းမရမင်းကြီးပေါ်တိုင်းပြည်ပေါ်မှာရောနိုင်ရင်းညီလာခံပေါ်နဲ့ဘီသရီပေါ်မှာပါသစ္စာရှိတာကြောင့်တကယ်လို့အပြစ်ပေးခံရမယ်ဆိုရင်တော့သူ့အနေနဲ့ဘာမှပြောစရာမရှိပါဘူးလို့ပြောလိုက်ပါတယ်။အဲ့တော့မတော်ဦးတော်ရောမိဖုရားတီကပါပေါင်လင်းချင်းမကိုစိတ်ပူနေတဲ့အတွက်ဓမ္မမိုင်းတထွေထွေဖြစ်နေကြပါတယ်။မိဖုရားတီကတော့တကယ်လို့ကုန်းဆုံးချက်ရသာရှာမတွေ့ရင်ပေါင်လင်းချင်းမကိုနန်းရွာဘလို့အပြစ်ချမှာလဲလို့ကြောက်ရှံ့အောင်မေးပါတယ်။မိဖုရားတီကတော့နန်းရွာကိစ္စတွေစိတ်ဝင်စားပေမဲ့ဒီကိစ္စကိုစိတ်ပူနေတာလို့ပြောလိုက်ပါတယ်။ပြီးတော့မိဖုရားတီကဦးတော်ပြောလို့ရှိတဲ့အတိုင်းပေါင်လင်းချင်းမကတားဆုံးပြီးပျောက်ကွယ်လို့မဖြစ်တဲ့ပင်မတောက်တိုင်ကြီးဖြစ်တာကြောင့် ဒီကိစ္စကဦးရော်ရှိကိုပါတော်လေးစိတ်ရှုပ်ရမှာဖြစ်လို့မေးတာပါအဲတော့ဦးရော်ရှိလည်းပေါင်လူကြီးမင်းကခံဝင်ကလေးပြူလာမှာလက်မှတ်ထိုးပြီးကုံစုံလူကြီးမင်းကိုစားတောင်းဝန်ခံပေးထားအတွက်ကုံစုံချဲ့တာပေါ်မလာရင်တော့ပေါင်လူကြီးမင်းလည်းအလိုလိုပဲအလိုတူလိုပါဖြစ်သွားလိမ့်မယ်လို့ပြောပြလိုက်ပါတယ်ပြီးတော့စေအေးပြူဟာခိုးတာကပြစ်ဒဏ်ကြီးလေးတဲ့အတွက်ပေါင်လူကြီးမင်းတို့ကတေးဒဏ်ကျလိမ့်မယ်လို့မိဖုရားတီကိုရှင်းပြလိုက်ပါတယ်ဒါတော့မိဖုရားတီလည်းအဲ့လောက်ဆိုးရတာကိုသိပြီးတော့နည်းနည်းလေးတောင်းပဲဖြတ်ပေးလို့မရဘူးလားလို့မေးလိုက်တာပါကျောင်းဆရာတော့နန်းရွေးတရားဥပဒေကဒီတိုင်းပဲဖြစ်တာကြောင့်ဘယ်သူကမှပုံကံပြီးတော့ပယ်ဖြတ်မပေးနိုင်လို့ပြောလိုက်ပါတယ် ပြီးတော့ဆရာကုန်းဆုံးတာအသက်မရှိတော့ရင်တော့ဘယ်သူမှပေါင်လူကြီးမင်းကိုအပြစ်ကနေလိုကင်းအောင်မလုပ်ပေးနိုင်တော့ဘူးလို့ကြောက်ရွံ့ကပြောလိုက်ပါလေမိဖုရားတိကတော့ပေါင်လူကြီးမင်းပေါ်ဒီလိုဖြစ်လို့မရတဲ့တော့သူကိုယ်တိုင်နန်းဝင်ပြီးတော့မင်းကြီးကိုတနာခံလိုက်ရမလားလို့မေးလိုက်ပါလေဦတော်ရှိကတော့ဒီကိစ္စကိုအားလုံးသိတဲ့အတွက်မိဖုရားတိအဲ့လိုသွားလို့လို့မရဘူးလို့ပြောလိုက်ပါလေဦတော်ကလည်းရှင်မင်းကြီးကသာပေါင်လူကြီးမင်းကိုပြင်မပေးဘဲချမ်းသာပေးလိုက်တိုင်းမြေဥပဒေကိုယုံကြည်ကင်းမဲ့ကုန်လိမ့်မယ်လို့ရှင်းပြလိုက်ပါလေပြီးတော့ပေါင်လူကြီးမင်းကတရားဥပဒေနဲ့ပတ်သက်ပြီးဖြောင်းမှန်ဆောင်ရွက်ခဲ့တဲ့သူဖြစ်တာတောင်ရှင်မင်းကြီးကတော့ဒီကိစ္စကြောင့် အထူးခွင့်ပေးပြီးတော့ချမ်းသာပေးမှာကိုလုံးဝသဘောတူမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ပေါလိချင်းကိုယ်တိုင်ကလည်းတိုင်းပြည်ဥပဒေကိုလေးစားလုံးတဲ့အတွက်အသက်ကိုဆွန့်လွတ်ရမယ်ဆိုရင်တော့နောင်တကင်းကင်းပဲဖြစ်ကြောင်းမိဖုရားတီကိုရှင်းပြပါတယ်။တမမာတော့လျိုယိုကသူ့ကိုယ်သူလျိုအိမ်တော်ထိန်းနေနဲ့ဇာကုံးဆုံးမိတ်ဆက်လိုက်ပါတယ်။ဝိညာဉ်တော်လျိုအိမ်တော်ထိန်းကသူ့ဖေတက်ရှိစဉ်ကဆေးဝါးရောင်းတဲ့နေရာမှာအရေးပါတဲ့ကဏ္ဍကနေပါခဲ့တဲ့အကြောင်းကိုရှင်းပြနေပါတယ်။ပြီးတော့လျိုအိမ်တော်ထိန်းကကိုပိုင်စည်းဝါးကိုခွဲထွက်သွားတာဆိုပေမဲ့အရင်ကတန်ရုံးစင်ကိုထောက်ပြီးတော့သူ့ကိုလာလာကြည့်တာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ အဲ့နောက်မှာတော့လူယူကဆရာကုန်းဆုံးကသူ့ရှိမှရက်နေအောင်သူ့ကိုမမှတ်မိကြအောင်ဝိညာဉ်ကိုပြောပြနေပါလေ။ဒါတောင်လူယူရဲ့အပူပင်ကင်းမဲ့စေးကဘာပြဿနာမှမရှိပဲအချိန်နေကောင်းတယ်လို့သုံးသပ်နေပါလေ။ဒါမဲ့ဝိညာဉ်ကတော့ဆရာကုန်းဆုံးကဈေးဝါးတွေကိုမှတ်မိပြီးဈေးကုသနိုင်နေသေးတာရောဘာကြောင့်လဲလို့လူယူမေးလိုက်ပါလေ။လူလည်းအပူပင်ကင်းမဲ့စေးကထူးဆန်းတဲ့အာရီတင်ရှိပေမဲ့အတိတ်အဖြစ်တွေအားလုံးမေးပြပုံမှာဖြစ်နိုင်တာကြောင့်လို့ရှင်းပြပါလေ။အဲ့နောက်မှာလူယူကရင်ရှင်းဆရာကုန်းဆုံးဈေးကပ်ပြီးတော့အင်္ဂွေချလိုက်တော့ဘယ်မှန်းညာအစိမ့်ပိုင်းကိုရှင်းမိလိုက်တာလဲလို့မေးတော့ရင်ရှင်းက သူကကုံဆုံးချဲဆွဲနာမည်နောက်ခံမိသားဆိုရင်မေးအောင်လုံးလိုက်ပြီးပောင်ချိန်တွေးပြီးတဲ့နောက်ပိုင်းမှတ်ညံနေပါရှင်းလိုက်ကြအောင်ဖြေလိုက်ပါလေအဲတော့လူကိုလည်းစာကုံဆုံးကပောင်ချိန်နဲ့မတွေ့ရင်ကလေးကဈေးပညာကိုတက်မြောက်နေရဖြစ်လို့ဒီလိုမှတ်ညံကြံခဲ့တာလို့ဝိညာဉ်ရှင်းပြလိုက်ပါလေအဲတော့စာကုံဆုံးကုမယ်ဆိုရင်တယောက်ကအင်္ဂွေချပြီးမှတ်ညံကိုပြန်ဆယ်ပြီးမှပဲရတော့မယ်လို့လူကပြောလိုက်တာပါအဲလိုမှမဟုတ်ရင်တော့စာကုံဆုံးကသူ့ကိုယ်သူပောင်လူကြီးမင်းလောက်ကကုံဆုံးချဲဆိုတာဘယ်သူမှဘယ်တော့မှမှတ်မိတော့မှာမဟုတ်ဘူးလို့လူယူကပြောပြလိုက်ပါလေပြီးတော့အဲ့လိုလုံနိုင်တာလေလူ့ကိုနဲ့ရင့်ရှင်ကလွှဲရင်လောကမှာဘယ်သူမှမရှိနိုင်ပါဘူး ဝိညာဉ်တော်ဆရာကုန်းစုံကြောင့်ကြောက်ရှမ်းရဲ့စီစဉ်ပြတ်မှာဆိုးရင်နေတဲ့အတွက်လူကိုလည်းအာမခံနေခဲ့ပါရီအဲ့နမှာတော့တင်းစင်းနေကလူစရင်းကောဝေချွနဲ့အောင်ရောက်လာပြီးတော့ဒီနေ့ကစားလို့ဆက်ကြီးပေးကြမလို့တော့အเจ้าကိုလာပြီးတော့ပြောသွားတဲ့အတွက်ပျော်ပြီးတော့ဆရာကုန်းစုံအဲ့အเจ้าလာပြောပြနေခဲ့ပါရီတင်းစင်းနေကသူတို့ဝေချွနဲ့စားဖွင့်နေတာအခွန်ဆက်တာတဲ့ပြင်လာတိုင်းခရံရုံးတော်ငွေပြား90တောင်ဆက်ကြီးပေးခဲ့တဲ့အเจ้าဆရာကုန်းစုံရှင်းပြလိုက်ပါရီဆရာကုန်းစုံလည်းအဲ့အเจ้าနေကြားပြီးတော့ကိုယ်သဘောနဲ့ကိုပြီးသူတွေကုံတွေစီကနေဆက်ကြီးကောက်နေရပဲလို့တွေးနေမိပါရီ အန်နမတို့ထဲတန်းရောက်လာပြီးတော့လမ်းတစ်လျှောက်မှာအနိုင်ကျင့်ဆိုးသွမ်းပြီးတော့အမြဲတမ်းဆိုင်နေမှာစောင်းရှောက်ခတောင်းခံနေတဲ့လူဆိုးတွေကနောက်ဆိုရင်ဝေချင်းတယ်မလာနိုင်တော့ဘူးလို့ဒါပြောသွားကြောင်းဒင်းစင်းနှင်းကိုပြောပြလိုက်ပါတယ်ပြီးတော့လို့မလာဘူးလို့ KMU ကိုတိုင်းပြောထားဖြစ်ကြောင်းထဲတန်းပြန်ပြောပြလိုက်ပါတယ်ထဲတန်းလည်းဒီလိုကောင်းတဲ့ကိစ္စတွေ KMU လောက်တာကသူ့ကိုနားမလည်နိုင်ဖြစ်စေတယ်လို့ပြောလိုက်ပါတယ်အားကြောင့်ဆရာကွန်ဆလင် KMU ကိုစိုင်းရှင်းရတခုဖြောင်းပြလိုက်လို့နားလည်းမူရသွားတာဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတော့တယ်အဲနောက်လို့လေသူ့ရဲ့သတင်းပေးစီကရတဲ့သတင်းရာ ကျန်ကြောင်းကခိုင်ဖုံးကိုပြန်သွားတဲ့ဒီကြားလေးတို့ကဝိညာဉ်ကိုအကြောင်းကိုပြောပြလိုက်ပါလေဝိညာဉ်တော့ကျန်ကြောင်းပြန်သွားတာကုန်းဆုံးချက်ကိုမရှာတော့ဘူးလားလို့တွေးနေခဲ့ပါလေလူယူကတော့ကျန်ကြောင်းဘာကိစ္စနဲ့ပဲခိုင်ဖုံးကိုသွားသွားသူတို့ကတော့ဒီဘက်မှာနန်ဖီခိုင်နဲ့နေနေတဲ့ကုန်းဆုံးချက်နဲ့တွေးမှာကိုစိတ်ပူစရာမလိုတော့ဘူးလို့ပြောနေခဲ့ပါလေလူယူကတော့ကျန်ကြောင်းလည်းမရှိခိုင်မူးကြီးကလည်းဝိညာဉ်ကြောင်းပြဿနာမရှာရတဲ့အတွက်သူမျိုးတော်ကိုပြန်တော့မယ်လို့ပြောနေပါလေဒါပေမဲ့ရင်းရှင်ကတော့ကျန်ကြောင်းဒါမှမဟုတ်ခိုင်မူးကြီးပြန်လာမှာကိုစိတ်ပူနေတာပါခိုင်မူးကတော့တိုင်းပညာကျွမ်းတဲ့ဝိညာဉ်လက်ထက်အပ်ထားပြီးတော့ ကြံကြောင်းကိစ္စကိုတော့ရိုးပြောစီတုံးဖို့ရင်းရှင်လက်ထဲကိုထည့်ထားခဲ့ပါလေကြံကြောင်းလိုမျိုးအစင်းမြင့်တိုင်းသမားဆိုရင်တော့ရိုးပြောစီကိုတိတ်မြများတောင်တုံးဖို့မလိုတဲ့အကြောင်းဝိညာဉ်ကိုပြောပြနေပါလေလူကတော့ကြောက်ရှန့်ကြောက်လူကြီးမင်းဘေးမှာမရှိလို့မဖြစ်တဲ့အတွက်ကုကြတိမန်နန်ဖီခန်အနေထွက်ခွာဖို့ပြင်ဆင်မာတော့နေပြီးတော့လူကရင်းရှင်းကိုဖော်ဆဖို့ခက်တဲ့ရိုးပြောစီကိုချွေတာတုံးဖို့မှားထားခဲ့ပါလေဝိညာဉ်တော့လူယိုကြီးမြားဖြစ်နေပြီးတော့လူကမျိုးတော်မှားဖြစ်ဖြစ်နန်ဖီမှားဖြစ်ဖြစ်မရှိမဖြစ်မဟုတ်ဘူးလို့ရင်းရှင်ကပြောနေခဲ့တာပါ ။ဒါမှမဟုတ်တော့ကျန်တောင်းကဘောင်လုံးချင်းမင်းစီရောက်လာပြီးတော့ဆရာကုန်းဆုံးကိုရှာတွေ့တဲ့အကြောင်းပြောပြပါလိမ့်။ပြီးတော့ကျန်တောင်းကဆရာကုန်းဆုံးကဘာမှမမှတ်မိတော့တဲ့အကြောင်းဘောင်လုံးချင်းမင်းကိုပြောပြလိုက်ပါလိမ့်။ဒါမှမဟုတ်တော့ဆရာကုန်းဆုံးကတဲခိုဆောင်ကိုထတ်လာပြီးတော့ကျန်တောင်းကိုလာရှာခဲ့ပါလိမ့်။အဲ့တော့အထက်ကအယူကလေးဆရာကုန်းဆုံးကိုတွေ့သွားပြီးတော့သူ့ကိုမမှတ်မိတော့ဘူးလားလို့မေးလိုက်ပါလိမ့်။ဆရာကုန်းဆုံးကဘာမှမမှတ်မိတော့တာအကြောင်းတောင်းမှန်နေပြီးကျန်တောင်းပြောခဲ့တဲ့သူရဲ့ကောင်းလေးအယူဆိုတာလားလို့မေးလိုက်ပါလိမ့်။အဲ့တော့ဆရာကုန်းဆုံးကကျန်တောင်းကိုမေးတာကြောင့်အယူလည်းကျန်တောင်းကမြို့တော်ကိုပြန်ပြီးတော့ ပေါင်ဂျီမင်းစီကိုဆရာကုန်းဆုံးပြန်တွေ့ပြီဆိုတဲ့အကြောင်းတင်ပြဖို့ထွက်သွားတယ်ဆိုတာရှင်းပြလိုက်ပါတယ်။အာယူကတော့မျက်ရည်လေးဝဲနေပြီးတော့ဆရာကုန်းဆုံးကအရင်ကဆိုသူ့ကိုရန်ကုန်ဂယူဆိုင်ရန်ကုန်ဆောင်းရှောက်ပေးခဲ့တဲ့အကြောင်းကိုပြောပြနေပါတယ်။အားကြောင့်တကယ်ပဲမှန်ကန်နေဆုံးရှုံးလိုက်ရတယ်ဆိုရင်တော့သူ့ကိုတော့မင်းမပြေသင့်ပါဘူးလို့အာယူကငိုပြီးတော့ဝမ်းနဲ့ပတ်လက်ပြောနေပါတော့တယ်။ဆရာကုန်းဆုံးကသူခုရောက်လာကကြံကြောင်းလာရှာတာဖြစ်ပြီးအနည်းဆုံးတော့ကုန်းဆုံးချက်အကြောင်းကိုသေချာနားလည်ခြင်းလိုပဲလို့ပြောလိုက်ပါတယ်။အားကြောင့်အာယူလည်းဆရာကုန်းဆုံးသိကျင်တာတွေထိုင်ပြောပြပေးလိုက်ပါတယ်။ တပတ်မှာတော့ကြံကြောင်းရဲ့တင်ပြမှုကြောင့်ပေါင်လုံးချင်းမင်းလဲဆရာကုန်းဆုံးကိစ္စကိုတီးသွားခဲ့ပါပြီ။အားလုံးကြံကြောင်းလဲဆရာကုန်းဆုံးနန်ဖီမှာဆက်ထားမလား။ဒါမှမဟုတ်ပြန်ခေါ်လာသေးချင်လားလို့ပေါင်လုံးချင်းမင်းရဲ့အကြံစီကိုမေးလိုက်ပါတယ်။ပေါင်လုံးချင်းမင်းကတော့စဉ်းစားဖို့အချိန်ယူနေခဲ့ပါတယ်။တပတ်မှာတော့ဆရာကုန်းဆုံးက IUC ကကိစ္စတွေကြားပြီးတော့ကုန်းဆုံးရဲ့အကြောင်းတွေကိုမှတ်နေခဲ့ပါတယ်။ IUC ကဆရာကုန်းဆုံးအကုန်မေးနေတော့ကိုပါကြိုက်လဲဆိုတော့မမေးလောက်ဘူးလို့ပြောလိုက်ပါတယ်။အားလုံးဆရာကုန်းဆုံးလဲသူခေါဆွဲပြုတ်အလွတ်ကြိုက်တဲ့အကြောင်းပြောလိုက်တော့ IUC လဲဝမ်းသာပြီးတော့ငိုနေခဲ့ပါတော့တယ်။ အိုက်ကတော့သူ့ကိုအချက်ဆုံးဖြစ်တဲ့ဆရာကုန်းစုံသတိရတာကြောင့်ငိုယုံနေပြီးဆရာကုန်းစုံရဲ့စိတ်ထိကနေအိုက်ကိုဖက်ကနှစ်သိမ့်ပေးနေခဲ့ပါလေဆရာကုန်းစုံကသူထတ်လာအောင်မလို့အဲ့အချိန်မှတ်မိပြီးတော့အိုက်ကိုပြန်သတိရနိုင်တာမျိုးလဲဖြစ်နိုင်ပါတယ်လို့ပြောသွားခဲ့ပါလေဓမ္မမလေးပေါင်လူချင်းမင်းကဆရာကုန်းစုံနန်းဖီခိုင်မှာပဲနေခိုင်းမှုဆုံးဖြတ်လိုက်ပါလေအတောင်ကြံကြောင်းလဲဆရာကုန်းစုံသာနန်းဖီမှာပဲနေခိုင်းလိုက်ရင်တစ်သလုံးရဲဘက်မှတ်တမ်းစင်းကိုခိုးထားတဲ့အပြစ်ကိုခြေပါလို့မရတော့လို့ပြောနေပါလေပေါင်လူချင်းမင်းကတော့ဆရာကုန်းစုံမှတ်ဉာဏ်ပြောင်းနေရကြောင်းရုံတော်ရဲ့ဖန်းစီကနေဘေးကင်းနဲ့နေနိုင်မှုအတွက်ကြံကြောင်းကိုအားကိုးလိုက်ပါလေ အချိန်မှာပဲကျန်းလုံရောက်လာပြီးတော့စိမက်ကြီးကလက်ထောက်ကိုကြောက်ရှန့်ကြောက်လူကြီးမင်းကပေါင်လူကြီးမင်းစီကိုလာလေကြောင်းကိုလာလျှောက်တင်လိုက်ပါတယ်ဒါဆိုတော့ပေါင်လူကြီးမင်းကဆရာအကုန်းဆုံးလွတ်လပ်ခွင့်ပေးပြီးဒီပြည့်မှုကိုသူကတိုင်းပဲရင်ဆိုင်ရတော့မလားဆိုတာကတော့နောက်ပိုင်းဒီမှာဆက်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ရက်တင်ဆက်မှုကဒီလောက်ပါပဲ နောက်နေ့မှလည်းပြည်သူ့ရာရှင်ပေါင်ချိန်ပိုင်းဆက်များရှိနေမှာဖြစ်တဲ့အတွက် Channel Subscribe လုပ်ဘေးနားကောင်းလောက်နှိပ်ပြီးတော့စောင့်မျှော်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့အတွက်အချိန်မီကြည့်ရှုခဲ့တဲ့ဗရောအားလုံးကျေးဇူးတူပဲတင်ရှိပါရခင်ဗျာမကောင်းတာလုပ်တဲ့ကောင်းတွေများသမျှမိုးနှံမင်းဒဏ်ခတ်ပါစီဗျာကျွန်တော်အန်ခင်မှုပါ